ဒီကနေ့စတီးရဲ့10လ2025ခုနှစ်အထိ Let the Law Chelsea တင်းရဲ့ update သတင်းများအားလုံးမိလာပါဘာမင်းစလူတိုင်းကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ international break မှာတော့ကျွန်တော်တို့ Chelsea တင်းရဲ့ပွဲစဉ်တွေမရှိဘူးဒီကြားထဲမှာကျွန်တော်အာ Twitter မှာပေါ့နော် X မှာ live ဖတ်မိတလားဟိုဖက်ဒီဖက်ရတယ် သတင်းလေးတွေကိုညီကတို့စုစည်းပြောပြပေးတင်တာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့နီးပြားကြီးအန်ဇိုမာရက်ဆာကာကနှဝတဏီနဲ့ထွက်သွားတဲ့အတွက်ကြောင့် international break အပီးမှာတွေ့ဆုံရမယ် Nottingham Forest နဲ့ပွဲကိုကင်တွယ်နိုင်မှာမဟုတ်ပါဘူး။ဆိုတော့ Enzo Maris ကအစား Chelsea နဲ့လက်ထောက်နီးပြဖြစ်တဲ့ Willika Bellio က တောင်းဝင်သွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ကျွန်တော်တို့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာလည်းအန်ဇိုမာရက်စကာကအနီးကပ်ပြလို့မတက်ရတဲ့အကြောင်းမလို့ဒီလက်ထောက်နီးပြရပဲသတင်းစာရှင်းလင်းပွဲကိုဖြေသွားခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီမှာလည်းမာရက်စကာရဲ့ပွဲပယ်ဖြစ်တဲ့ကြားခံနေရတဲ့အချိန် Everton ရဲ့ပွဲမှာတောင်းဝင်ယူကင်တွယ်ခဲ့မှုပါတယ်အဲ့ဒီပွဲမှာတော့ကျွန်တော်တို့အတင်းက Everton ကိုတကူးကိုမရှိဆိုရဲရလတ်နဲ့အနိုင်ရခဲ့မှုပါတယ်ဆိုတော့ဘယ်လိုပဲပြောပြော Nottingham Forest နဲ့ပွဲကို Enzo Maresca မပါဘဲနဲ့ကျွန်တော်တို့ရင်ဆိုင်ရမှာဖြစ်ပါတယ်အဲ Nottingham Forest ကတော့ အနိဒတ်ရဲ့လက်ထက်မှာတော်တော်လေးအခြေအနေဆိုးနေရလို့ပြောလို့ရရပေါ့နော်နူနူဆန်တိုစ်လက်ထက်မှာ Northern Forest ကကျွန်တော်တို့ကိုကောင်းကောင်းဒုက္ခပေးခဲ့သလားဒီနှစ်မှာတော့အမတ်တွေလူနေတယ်ဒါပေမဲ့ကျွန်တော် United ပွဲတုန်းကလို့ပဲပြောခဲ့တဲ့စကားကိုပဲဒီမှာလမ်းကြုံပြောရမှာပဲသူတို့ရဲ့ comeback ကကိုယ့်အလှည့်မှာမဖြစ်ဖို့လိုပါတယ်သူများတွေကိုအမတ်လူပြီးတော့ကျွန်တော်မြန်မာသားကြီးကလည်းမုန်းဝေတဲ့အလှည့်မှာမကြုံဘူးဒုတ်ဝေတဲ့အလှည့်မှာကြုံသလို မဖြစ်ဖို့တော့လိုပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့တော့ကျွန်တော်တို့ Chelsea အသင်းဟာ AC Milan အသင်းရဲ့ဂိုးစမဖြစ်တဲ့ Mike Maignan ကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားနေစေပဲဆိုတဲ့သတင်းတွေတက်နေပါတယ်ဆိုတော့ AC Milan ကိုသမားကိုချယ်ဆီတင်းကတကယ်လဲစိတ်ဝင်စားတယ်တကယ်လဲခေါ်ခြင်းခဲ့တယ်ဒါပေမဲ့အဓိကကတော့ပြောင်းရွှေ့ကြီးပေါ့ပြောင်းရွှေ့ကြီးဆိုတာကသူတို့အချိုးချောင်းရမယ်ကွာအဲ့လိုရမယ်တဲ့ကြောင့်မလို့စောင့်နေတာအဲ့တော့ဒီလာမယ့်ဇန်နဝါရီပြောင်းရွှေ့ဈေးကွက်မှာသူတို့ထပ်ပြီးတော့ခေါ်မလားဆိုတာတစ်ချက်ကြည့်ရမယ်။ဘာဖြစ်လို့သူတို့ကပြောင်းရွှေ့ကြီးကိုအဓိကကြည့်နေလဲဆိုရင်ဒီကစားသမားကပြန်ရောင်းလို့မရတော့တဲ့အနေအထားဖြစ်သွားပြီကွာပြောချင်တာကသူကလက်ရှိအသက်30ချယ်ဆီမှာထားပါတော့ကျွန်တော်တို့200လေး300လေးဖမ်းနေတာ33နှစ်လောက်ရောက်သွားပြီဆိုလို့ရှိရင် သူ့ကိုပြန်ရောင်းလို့ရမယ်ဟာက10တန်းတော့မဖြစ်နိုင်တော့9တန်းလောက်ပဲဖြစ်နိုင်တော့မယ်ဆိုတော့ဒီချိန်မှာသူတို့25တန်းပေးပြီးဝယ်လိုက်တယ်ပြန်ရောင်းရင်9တန်းပဲရမယ်300တွေကစားရထား100တွေ9တန်းနှုန်းနဲ့သူက15တန်းဆိုတော့သူတို့ကရှုံးမယ်ကွာတလားအဲ့လိုမျိုးအဲ့ဒီကြောင့်မလို့ကျွန်တော်တို့ခုဝယ်တဲ့အချိန်မှာသူ10တန်းလောက်ပဲကြမယ်ဒါမှမဟုတ်15တန်းလောက်ပဲကြမယ်ဆိုလို့ရှိရင်ပြန်ရောင်းလို့မရလေသူက100တွေ9တန်းနှုန်းနဲ့တွက်လိုက်ရင်300တွေကျေသွားပြီသူတို့အဲ့လိုတွက်မှာဒါကြောင့်မလို့သူတို့အဓိကကမခေါ်သေးတာတောင်းရွှေ့ကြီး ဒါများတယ်ဆိုတာတဲ့သူပြန်ရောင်းမဲ့အချိန်မှာဈေးမရတော့ဈေးမရတော့တဲ့ကြောင့်မလို့သူရားမဲ့ပတ်စံနဲ့သူ့ကိုတုံးမဲ့ဟာနဲ့ကွက်တီလောက်တို့ကကြာကျင်တာဒါကြောင့်မလို့ကျွန်တော်တို့ကဟိုမခေါ်သေးတာဘာလို့ဒါပေမဲ့ခုချိန်ဒီစိတ်ဝင်စားနေပဲဈေးပဲဆိုတဲ့သတင်းတွေတက်နေတယ်ဒီအဒီမှာကျွန်တော်မိုင်းပင်ညွန်ဟာအစ်မီလန်တင်းတဲ့လူပြိုင်ပွဲဆုံး8ပွဲကစားပြီးသွားတဲ့အချိန်မှာ9ပွဲအထိ clean ရှိရတာပါတယ်ဒါလည်းတော်တော်လေးကောင်းမွန်တဲ့ result တစ်ခုလို့ပြောလို့ရပါတယ်ဆိုတော့ဒီကိုသမားကကျွန်တော်တို့ ဇန်နဝါရီမှာရောက်လာမလားလာမယ့်အပြောင်းရှိမှာမှရောက်လာမလားဆိုတော့ဆက်လက်စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ကတော့အားလုံးစောင့်မြင်နေကြတဲ့ sponsor ပါ။ Yemen sponsor နဲ့ပတ်သက်လို့ရှိရင် Chelsea အသင်းကရတော့မလို့ရတော့မလို့ရတော့မလို့သတင်းထွက်နေတာတော်တော်ကြာပြီ။အခုလည်းအဲ့ဒီတိုင်းပဲလဲနေတယ်။အဓိကကဘာလဲဆိုလို့ရှိရင် Chelsea အသင်းကတန်း60အောက်ကိုလုံးဝမရောချင်ဘူး။60နဲ့65ကိုတို့လိုချင်တယ်ပြီးတော့သူကအနည်းဆုံး9နှစ်စာချုပ်တော့လိုချင်ပုံရတယ်တစ်နှစ်နဲ့3နှစ်အဲ့လိုကာလတူစာချုပ်တွေကသူက မလို့ခြင်းဘူးကာလရှည်စားကြိုးလို့ခြင်းနဲ့အနည်းဆုံး65တန်နဲ့60နဲ့65တန်ကြာမှလို့ခြင်းနဲ့60အောက်ကို तू မလျော့ခြင်းဘူးပေါ့နော်40လောက်နဲ့ तू ယူမယ်ဆိုရင်အခုချိန်တန်းစီပြီးယူလို့ရတော့ကွာ40လောက်နဲ့တန်းစီလို့ရတယ်ဒါပေမဲ့ तू 40တော့ तू မလို့ခြင်းဘူးအဲ့40ယူမယ်စာပလိန်ထားလိုက်အောင်မယ်ဆိုတဲ့သဘောမျိုးကွာတလားလက်ရှိသတင်းထွက်ဆုံးကတော့အဲ့ဒီ airline နေပေါ့နော်ဘယ် airline နဲ့ဖြစ်မလဲတော့မသိဘူး sorry က airline နေနဲ့ပတ်သက်ပြီးတော့သတင်းထွက်ဆုံးမယ်အခုချိန်ဒီအပြီးမတက်နိုင်သေးဘူးပေါ့နော် ဟိုချက်မြန်လေးလည်းဝင်ငွေရထားတဲ့ကြောင့်မလို့တို့က60အောက်ကိုလုံးဝမရောက်ခြင်းတချို့တွေကလည်းအဲမပေးတာတော့မဟုတ်ပေးတယ်ကျွန်တော်တို့လိုက်ရှာဖွေဖတ်ကြည့်တလို့ဆိုလို့ရှိရင်90နဲ့55တန်းလောက်ရှိတော့ပေးပုံရတယ်65အထိမပေးတာပေါ့ဆိုတော့60လောက်မှညှိသွားမယ်ဆိုလို့ရှိရင်တော့ဝေးပြီးတော့လာကြားလိုက်ပေါ့တို့ကလည်းရအောင်ဆွဲဖို့နေတယ်မရရင် မထားဘူးကွာပလိန်ပဲထားလိုက်တယ်ပိုလီတို့ကမင်းတို့60မောင်ပေးငါတို့ပလိန်ထားမယ်အဲ့ဒါလေကျွန်တော်သဘောတော့ကြပါတယ်ဒီနေ့အဖြူကျွန်တော်မွေးရသေးဘူးအဖြူလေးဆိုကျွန်တော်အရန်ကြိုက်နေတယ်ပလိန်နဲ့ပုံပိုက်တယ်အပြင်သွားရင်ဝတ်တနာကြီးအင်ကြီးလေးလိုပဲအဲ့တော့ခုဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်မနေ့ကတော့ကျွန်တော်မနေ့ကအဖြူလေးဝတ်ထားသေးတယ်ဗီဒီယိုမညိုက်လိုက်ရအောင် ရင်ဘတ်စပွန်ဆာမပါလာတော့ကျွန်တော်တော်တော်သဘောကျတယ်ပေါ့နော်ပုံပြီးတော့ဝဲရတာအထာကျတယ်လို့ဖြစ်နေပြီအဲ့တော့ဘယ်လိုပဲပြောညီကိုတို့မဝဲရသေးတဲ့လူတွေကတော့စောင့်ကြည့်လဲစောင့်ပေါ့ဗျာဝဲပြီးသားသူတွေကလည်းထပ်ဝင်တော့ဝဲပေါ့ဒီຢာဒီမှာတော့ထူးမယ်လို့တော့ကျွန်တော်တို့ထင်တာပဲဒီຢာဒီတရာဒီတော့တို့အလွတ်မထားတော့ပါဘာလို့ဆိုတော့ဒါလဲတနှစ်ကိုတန်60ဆိုလဲတန်60ဝင်ငွေတစ်ခုကိုဗျအဲ့ဒီကြောင့်မလို့တို့လက်ခံပါဒါမဲ့ဘိုလီတို့ကသိရမှာခက်ချေချေပဲ60မှမရရင် no ပြီးတော့9နှစ်မှစာချုပ်မချုပ်ရင် no အဓိကအဲ့နှစ်ချက်နဲ့တို့ညိနေတာ time 60အနည်းဆုံးဖြစ်ပါမယ်တနည်းစာချုပ်အနည်းဆုံး9နှစ်စာချုပ်ချုပ်ရမယ်အဲ့လိုမှမဟုတ်ရင်တို့တော့မယူဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဆိုတော့ဒါကတော့ဒီအပိုင်းလေးမှာကျွန်တော်ဖတ်မိသိရှိရတဲ့သတင်းလေးတွေကိုစုစည်းတင်ပြပေးခဲ့တာဖြစ်ပါတယ်ကစားသမားတက်တွေကိုမိတ်ဆက်ပေးနေတဲ့အစီအစဉ်ကလည်းကျွန်တော်ဆက်ပြီးတော့ဒီ international break မှာလောက်သွားဖို့ရှိပါတယ်ဒီလိုတော့ကတော့ဒီလောက်ပါပဲခင်ဗျဟုတ်ကဲ့ပါကျွန်တော်နောက် video နဲ့ပြန်လာခဲ့ပါမယ်ခင်ဗျ